ကဲခမားတို့ရဲ့나이ကိုကြည့်လိုက်ပါကျွန်တော်အခုပြောမယ့်စကားလုံးတွေရဲ့နောက်မှာ10မိနစ်စက္ကန့်20ပဲအချိန်ရှိတော့တယ်ဆိုရင်ဘယ်လိုလုပ်မလဲအဲ့ဒီအချိန်ကဘာကိုဆိုလိုတာလဲဆိုတော့တကယ်လို့နေလုံးဝပျောက်ွယ်သွားခဲ့ရင်တော့ကျွန်တော်တို့ကဘာမြေပေါ်မှာနေရောင်ခြည်ကိုနောက်ထပ်10မိနစ်စက္ကန့်20ကြာအောင်ဆက်လက်မြည်နေရမယ့်အချိန်ပဲဖြစ်ပါတယ်ဒီ10မိနစ်ကြော်သွားရင်ဘာတွေဖြစ်လာမလဲ ဒါဟာတိတ်ပန်ဇလံမဟုတ်ပါဘူးဒီနေ့ကျွန်တော်တို့ကဘာကြီးပေါ်မှာနေလုံးကြီးကတနစ်လောက်လုံးဝပြောက်ွယ်သွားမယ်ဆိုရင်တနစ်တာကာလအတွင်းမှာကဘာကြီးပေါ်မှာဘာတွေဖြစ်ပြလာမလဲဆိုတဲ့ထိတ်လန့်စရာတိတ်ပန်နေကြအဖြစ်တွေကိုပေါ်ထုတ်သွားမှာဖြစ်ပါတယ်နေလုံးကြီးကတနစ်လောက်ပြောက်ွယ်သွားရင်တော့ကဘာကြီးနဲ့လူသားတွေဘလို့ဖြစ်သွားနိုင်မလဲဆိုတာတွေကိုသိကြရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တိုက်တွန်းပါရစေခင်ဗျာ ဗီဒီယိုလေးမစခင်မှာ channel လေးကို like and subscribe လေးနှိပ်ပေးကြကြဖို့တောင်းဆိုပါရစေခင်ဗျာ။နေအောင်ကြည်ဟာကဘာမြေကိုရောက်ဖို့10မိနစ်နဲ့စက္ကန့်20ကြာသလိုနေရဲ့ဆွဲအား gravity ကလည်းကဘာမြေစီရောက်ဖို့အချိန်အတူတူပဲယူပါတယ်။ 8မိနစ်စက္ကန့်20နောက်ပိုင်းမှာကဘာကြီးဟာနေကိုဗဟုပြုပြီးလဲပတ်နေတဲ့ပုံစံကနေလုံးဝရုတ်တရက်ယုံထွက်သွားမှာပဲဖြစ်ပါတယ်။ကဘာဟာသူ့ရဲ့မူလပတ်လန်းကနေလွန့်ထွက်ပြီးတော့အချိန်နဲ့စက်ကြဝလာတွေကိုဖြောင်းတန်းစွာခရီးနှင်သွားတော့မှာပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ကကျွန်တော်တို့နေအဖွဲ့စီ Solar System ရဲ့အဆုံးသက်ကိုအစပြုစေမှာပဲဖြစ်ပါတယ်။1895ခုနှစ်ဧပြီလမှာအင်ဒိုနီးရှားနိုင်ငံစံပါဝါကျွန်းပေါ်က တမ်ပိုရာမီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ဒီမီးတောင်ပေါက်ကွဲမှုဟာတမိုင်းတစ်လျှောက်အကြီးမားဆုံးမှတ်တမ်းဝင်ပေါက်ကွဲမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီပေါက်ကွဲမှုကကီလိုမီတာ2600အထိအတန်ကြာရတဲ့အထိကိုပြင်းထန်လုံးခဲ့ပါတယ်။မီးတောင်ကနေပြာနဲ့ဆာလဖာဓာတ်ငွေ့တန်ချိန်မြောက်များစွာကိုအမြင့်ဆုံး43ကီလိုမီတာအထိကိုလေထုထဲကိုပန်းထွက်ခဲ့ပါတယ်။ဒီဓာတ်ငွေတွေဟာလေထုရဲ့ stratosphere အလွာကိုရောက်တဲ့အခါကြီးမားတဲ့အရေးကြီးကိုဖန်တီးလိုက်ပါတယ်။ ဒီအရေးကြီးတာကဘာတဝန်းလုံးကိုထုံးပြီးတော့နေရောင်ကြီးကိုမြေပြင်ပေါ်ကိုမကြအောင်ပိတ်ဆို့ထားခဲ့ပါတယ်။ဒါကြောင့်ကဘာပြင်းပြအပူချိန်ဟာ0.4ဒီဂရီဆဲလ်စီယက်ကနေ0.7ဒီဂရီဆဲလ်စီယက်ထိကျဆင်းသွားပြီးတော့ဗော်ကနစ်ဝင်းတားလို့ခေါ်တဲ့မီးတောင်ဆောင်ရည်ကိုဖန်တီးပေးခဲ့ပါတယ်။ဒီလိုနွေရည်မရှိတဲ့နှစ်ဖြစ်ပေါ်ခဲ့ပြီး နေရောင်ကြီးနည်းနည်းပပကိုသာမီးတောင်ပြတွေကပိတ်ဆို့ခဲ့တာတော့ကပ္ပဘူးချိန်က0.4 degree celsius ကနေ0.7 degree celsius ထိကျဆင်းခဲ့ပြီးတော့ကပ္ပကြီးဖြစ်ပွားခဲ့ပါတယ်။နေလုံးဝပြတ်ွယ်သွားတဲ့အခါအပူချိန်ကျဆင်းမှုဟာတဖြည်းဖြည်းနဲ့အချိန်မြင့်လာမှာပဲဖြစ်ပါတယ်။တပတ်အတွင်းမှာကပ္ပပြင်းမြအပူချိန်ဟာ0 degree celsius အောက်ကိုကျဆင်းသွားပါလိမ့်မယ်။တစ်နှစ်အတွင်းမှာတော့ ကမ္ဘာမြေမျက်နှာပြင်ပေါ်ကအပူချိန်ဟာ -73°C ကနေ -100°C အထိဆိုးရွားဆုံးကျဆင်းသွားနိုင်ပါတယ်။လူသားနဲ့တိရစ္ဆာန်အများစုဟာဒီအေးဒဏ်ကို လုံးဝခံနိုင်မှာမဟုတ်ပါဘူး။နောက်ပြီးတော့အပင်နေရာ Photosynthesis လို့ခေါ်တဲ့အလေးအမီစုဖွဲ့ခြင်းလုပ်ဖို့နေရောင်ကြီးလိုအပ်ပါတယ်။နေလုံးဝပျောက်ွယ်သွားတာနဲ့အလေးအမီစုဖွဲ့မှုတွေဟာချက်ချင်းရပ်တန့်သွားမှာပါ။အပင်ငယ်တွေနဲ့မြက်ခင်းနေရာ ရက်သက်တပတ်ငင်းငယ်တွေ့မှာပဲတေဆုံးကုန်ပါလိမ့်မယ်အစာခွင်းစရဲ့အခြေခံပြိုလဲသွားလို့တတိမျက်စားတဲ့တရိတ်ဆန်တွေအကုန်လုံးအစာငတ်မှုပြီးတော့တေဆုံးသွားပါလိမ့်မယ်ထူးခြားတာကတော့တစ်ပင်ကြီးတွေကသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာတကြားတက်ကိုနှစ်ပေါင်းများစွာစုဆောင်ထားနိုင်တာကြောင့်ဆယ်စုနှစ်နဲ့ချီပြီးရှင်သန်နိုင်ပါသေးတယ်နောက်တစ်ဖြစ်ရကတော့ပထမလအနေငယ်တွေမှာတမုတ်ပြာရဲ့မျက်နှာပြင်ဟာရေခဲပြင်ဖြစ်သွားပါလိမ့်မယ်ဒါပေမဲ့ ီရေခဲလွာကြီးကအောက်ခြေကရေနဲ့ပိုင်းတွေကိုအပူလွန်သွားခြင်းကနေကာကွယ်ပေးထားပါလိမ့်မယ်။ဒါကြောင့်တမုန်နေရာအောက်ခြေကနေဟိုက်ဒရိုသာမယ်ဗန့်အပူငွေ့ပန်းထွက်တဲ့နေရာတွေအနီးမှာနေထိုင်ကြတဲ့တက်ရှိငယ်လေးတွေနဲ့ဘက်တီးရီးယားတွေကတော့ဆက်လက်ရှင်သန်နိုင်ပွဲရှိပါသေးတယ်ခင်ဗျာ။နောက်တဲ့လူသားတွေနဲ့ဆက်ဆက်နေတာကတော့နေရောင်ကြီးနေပါတာဟာမယ်လက်ထိုနင်လို့ခေါ်တဲ့အိတ်ချင်စိတ်ကိုဖြစ်ပေါ်စေတဲ့ဟော်မုန်းကိုမြင့်တက်စေပြီးတော့ဆီရိုထိုနင်လို့ခေါ်တဲ့စိတ်ကံစားမှုအကောင်းစေတဲ့ဟော်မုန်းကိုလည်းကြာဆင့်စေပါတ ဒါကြောင့်စောင်းရာသီမှာတော့ယာသီအလိုက်စိတ်ကြယောဂါ seasonal affective disorder SAD ကိုလူများစွာခံစားကြရပါတယ်။နေလုံးဝပျောက်ကွယ်ပြီးတော့အမြဲတမ်းညကာလဖြစ်နေတဲ့အခါလူများစုဟာပြင်းထန်တဲ့စိတ်ကြယောဂါနဲ့စိုးရိမ်ပူပန်မှုတွေကိုခံစားရပြီးလူမှုအဖွဲ့အစည်းရဲ့စီးမျဉ်းစည်းကမ်းတွေကလင်းမြန်စွာပြိုလဲပျက်စီးသွားနိုင်ပါတယ်။လူသားတွေကချက်ချင်းတည်ဆုံးသွားမှာမဟုတ်ပါဘူး။ရှင်သန်မှုအတွက်အပူတက်အေးမြစ်လိုအပ်ပါတယ်။ နျူကလ িয়ার စွမ်းအင်တွေတုံးပြီးတော့ကလ িয়ার စစ်ထုတ်လုပ်ပြီးမြို့ငယ်လေးတွေကိုအပူပေးနိုင်ပါတယ်။အပူတက်ကြွယ်ဝတဲ့ဒေသတွေဥပမာအိုက်စလန်လိုနိုင်ငံမျိုးတွေမှာမြေကြီးအောက်ကနေအပူကိုအသုံးပြုပြီးတော့ရှင်သန်ရပ်တည်နိုင်တဲ့အတိုက်ဝန်းငယ်လေးတွေပေါ်ပေါက်လာနိုင်ပါတယ်။တမုန်နီယာရဲ့အပေါ်ရွံလောအေးခဲသွားပြီမဲ့ရင်းနဲ့ပိုင်းတွေကနွေးနေသေးတာကြောင့်ရင်းငုတ်တင်မောဒါမှမဟုတ်ရင်ရေအောက်နေရာတွေမှာခိတ္တခိုးလုံနိုင်ပါတယ်။နေလုံးဝမရှိဘဲတနစ်တာရှင်သန်နိုင်မှုဆိုတာ ိတ်ပံပညာစက်မှုလက်မှုပညာနဲ့စိတ်ပန်းဆိုင်ရာတန့်ခံမှုတို့ရဲ့အမြင့်ဆုံးစိန်ခေါ်မှုပဲဖြစ်ပါတယ်။တနည်းကြာရင်တော့မှကဘာကြီးရဲ့လက်နက်ပြပေါ်ကတက်ရှိအများစုပျက်စီးသွားပြီးကဘာမီကိုယ်တိုင်နဲ့စက်ကြဝလာတွေလွေညောနေပြီဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ရဲ့နေမင်းကြီးအားကျွန်တော်တို့ရဲ့တက်ရှိရက်တည်မှုရာသီဥတုနဲ့စိတ်ကျမ်းမာရေးအတွက်ဘလောက်တောင်မရှိမဖြစ်အရေးကြီးလဲဆိုတာကိုပြသနေတဲ့အကြီးမားဆုံးတတိပေးချက်တစ်ခုပဲဖြစ်ပါတယ်။ နေလုံးဝပျောက်ကွယ်သွားတဲ့တနစ်တာရဲ့ဇလန်းကိုကျွန်တော်တို့ဖျက်ဆီးခဲ့ပြီပါပြီ10မိနစ်စက္ကန့်20ရာကျွန်တော်တို့လုံခြုံမှုရဲ့နောက်ဆုံးနာရီဖြစ်ပြီးတော့ဒီနောက်မှာကဘာကြီးအားရေခဲနဲ့အမှောင်လူတွေကိုကြောက်ရောက်သွားပါမယ်တက်ရှိတွေကတည်ဆုံးကုန်မယ်တမှုတရားတွေကအေးခဲသွားမယ်ကဘာလဲပတ်လန်းကနေလွတ်ထွက်သွားမယ် ဒါပေမဲ့ဒီအမှောင်မိုက်ဆုံးဇလန်းရဲ့အဆုံးသတ်မှာစဉ်းစားစရာတခုကျန်ပါသေးတယ်ကျွန်တော်တို့ဟာအပူဓာတ်ကိုမီးတောင်ကနေလျှက်စစ်ကထုတ်နိုင်ပါတယ်ကျွန်တော်တို့ရဲ့ဘူတုတနဲ့ပူပေါင်းဆောင်ရွက်နိုင်စွာဟာ -73°C ရဲ့လိုအပူချိန်မျိုးမှာတော့မြေအောက်ခတ်တက်ဒါမှမဟုတ်နျူကလ িয়ার စွမ်းအင်တို့မြို့ငယ်လေးတွေဖန်တီးပြီးတော့အသက်ရှင်နေထိုင်နိုင်ပါသေးတယ်ဒီဇလန်းရဲ့အနှစ်သာရကဘာလဲဆိုရင်တော့ နေမင်းကြီးဟာကျွန်တော်တို့ရဲ့တက်ရှင်မှုအတွက်အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ဒါပေမဲ့လူသားမျိုးနွယ်ရဲ့ဉာဏ်ကြီးဉာဏ်သွေးနဲ့စမ်းသစ်တီထွင်နိုင်စွမ်းဟာနေရောင်ခြင်းမရှိရင်တော့မှအလင်းရောင်ကိုကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိတယ်ဆိုတာကိုပြတနေတာပဲဖြစ်ပါတယ်။တကယ်လို့ကဘာကြီးရဲ့အလင်းအလုံးပြောက်ကွယ်သွားခဲ့ရင်ကျွန်တော်တို့လူသားတွေဟာကိုယ့်ရဲ့ကိုယ်ပိုင်အလင်းရောင်ကို ဖန်တီးပြီးအဆုံးသက်ကိုကျော်လွှားနိုင်မလား။ကျွန်တော်တို့ရဲ့ဉာဏ်ပညာဟာ ဒီလိုကပ်ဘေးကြီးတစ်ခုခုကိုတကယ်တမ်းကဲတင်နိုင်မလားဆိုတာကတော့